ားလုံးပဲမင်္ဂလာပါမသူဒီနေ့ဝေမျှချင်တာလေးကကြတော့ဒီမိမကို6သိတဲ့ဒီလက္ခဏာလေးတွေကကြတော့ဘယ်လိုမျိုးလေးတွေလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးနဲ့ဝေမျှပေးမယ်ဒီမိမကို6သိတာကကြတော့အမျိုးသမီးတော်တော်များများမှာ အာလက္ခဏာတချို့ကြလည်းမသိကြဘူးပေါ့နော်ဒါပေမဲ့အမျိုးသားနဲ့တူတူနေတဲ့အခါကျမှပဲသူတို့ကအဆင်မပြေတာတွေကြုံမှာဒါမိမကူ6သိတာလားဆိုတာသိနိုင်တယ်တချို့အမျိုးသမီးတွေကြတော့ဒီမိမကူ6သိတဲ့ဟာကကြတော့ဘလိုလက္ခဏာတွေပြလာလဲဆိုလို့ရှိရင်သူတို့ကကြတော့အာမိမကူနဲ့ပေါင်ကြံတဝိုက်မှာရားရန်တာတွေဖြစ်လာမယ်သူကရားတယ်ဒီမိမကူ6ပြီဆိုရဲရားရန်လာမယ်ရားတဲ့ခါမှာကုတ်တဲ့အတွက်ဒီမိမကူနဲ့ပေါင်ကြံတဝိုက်မှာရောင်ရမ်းတာတွေဖြစ်လာမယ်နောက်ဘလို့ရှိရင်ဒီပူဆက်ပူလောင်နဲ့နေရတာအဆင်မပြေဘူးနောက်အမျိုးသားနဲ့တူတူ ေတဲ့အခါမှာဆိုလို့ရှိရင်လည်းအဆင်မပြေဘူးနားကျင်တာဖြစ်မယ်အမျိုးသားနဲ့တူနေခြင်းစိတ်တွေမရှိတော့ဘူးအဲအဲ့ဒါကမိမ့်မကူ၆တွေ့တဲ့ယောဂရဲ့လက္ခဏာတွေမှာပါတယ်နောက်တစ်ခါကျလို့ရှိရင်ဒီမိမ့်မကူရဲ့လမ်းကြောင်းက တူသွားသလိုပဲတူပြီးတော့เนาะနည်းနည်းတူသွားတယ်နောက်စီးတွေကမကြခဏသွားတယ်စီးသွားတာများတဲ့အတွေ့အဲဒီလိုမျိုးစီးလန်းချောင်းမှာလဲပိုးဝင်သွားရောမိမကို၆တွေ့တဲ့သူတွေရဲ့ဒါနောက်ဆက်တွဲဒီလက္ခဏာတွေကပေါ့เนาะစီးလန်းချောင်းပိုးဝင်နိုင်ရှင်တယ်နောက်မိမကိုရဲ့ဒီမျက်နှာပြင်ကဖြူဖြော့ပြီးတော့ဒီပါးဟွာဒီနည်းနည်းလေးပါးသွားတဲ့ပုံစံမျိုးလဲပြောင်းသွားတတ်တယ်ပေါ့เนาะဒါကမိမကို၆တွေ့တဲ့လက္ခဏာတွေဒီမိမကို၆တွေ့တာ ਨੇ ပတ်သက်ပြီးတော့အာဒီမိမကိုကိုပြန်အားပြည့်တဲ့စီဝံတွေရှိတယ်နောက်မိမကို၆တွေ့တာကိုသက်သာစီ တယ်အစေတွေလည်းရှိတယ်ပေါ့နော်တကယ်လို့ပေါ့နော်ဒီစေယုံစေကံကိုပါရောက်ပြသဖို့အဆင်မပြေဘူးအထူးသဖြင့်ပြည်ပမှာရောက်နေတဲ့ဒီသူတွေအနေနဲ့ဆိုလို့ရှိရင်တော့အမျိုးသမီးတွေနဲ့ဆိုလို့ရှိရင်တော့မသူရဲ့ဒီတက်တော့မှာပေးထားတဲ့ Viber ဖုန်းနံပါတ်မှာလာပြီးတော့တိုင်ပင်ကျဲမိုင်းနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးလို့ရတယ်ဒီကျဲမိုင်းနဲ့ပတ်သက်တာတွေကိုသိချင်တာလေးတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment အောက်မှာဝင်ပြီးတော့ရေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်